စစ်တပ်အနေနဲ့ကလည်းသူကအဓိကလေချောင်းကိုအဓိကအားကိုးနေရတဲ့အတိုင်းအတာမျိုးတွေမှာကျတော့မပြေသောကံရရှိလောက်ခဲ့ဒီစစ်တပ်ဒီလေနဲ့တိုက်ခိုက်ခဲ့တယ်မတိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ဆက်လက်ညင်းပွားနေရမှာကိစ္စမျိုးဖြစ်ပေမဲ့အခုချိန်မှာအခုချိန်မှာတစ်ဖက်ကပြောထားတဲ့သတင်းတွေရဆိုလို့ရှိရင်တော့စိတ်မကောင်းစရာပေါ့စစ်တပ်ကတော့သူတို့မလုပ်ပါဘူးသူတို့မလုပ်တဲ့အတွက်ကြောင့်မို့လို့အဲထောက်ပြထားတာရရှိတယ်ဟုတ်ဗျာနော် ကဲချစ်ပရတဲ့ချင်းမအားလုံးပဲမင်္ဂလာပါ။ Sampi Video Reaction နဲ့တပန်ပြန်လဲကြိုဆိုပါရစေ။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထွန်းစံတိုင်းကျွန်တော်ဒီ Boma Video Reaction လေးမစခင်ပါ။ကျွန်တော်ရဲ့ YouTube Channel လေးကို Like Subscribe နဲ့တိကျဆိုရင် Like Subscribe နဲ့ပြဖို့အရင်တောင်းဆိုချင်ပါတယ်။ကဲဟုတ်ပြီ။ကျွန်တော်ဒီနေ့ဆွဆောင်ထားတဲ့ Boma ကြီးစာ Video Reaction တွေကဘာတွေလဲဆိုတော့ငါတို့ပြန် Beloved ငင်းငင်းဒီဒီချမ်းဒီချမ်းပြန်နေတိုက်ခိုက်တာငါတို့စစ်တတ်တွေပဲရှိတယ်ဆိုပြီးတော့ဒီပေးရင် ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘောမှာထိပ်ပြန်သူဝင်ခါနဲ့ပြီးတော့ခိုင်းဖိုင်ရဲ့ပြီးတော့ရှိရင်ကျွန်တော်ယောဘင်းကဘေဘစ်ကမဆိုဘစ်မလိုက်ပဲနဲ့စပီကာအမန်တရားပဲပြောတယ်ဆိုပြီးတော့ဇော်ဘုံဘောမှာဇော်ဘုံရဲ့ဟောင်းတန်လောတန်တွေရဲ့နောက်ဆုံးမှာကလာနဲ့အင်ဂျူဂျီဟာတကယ်ငမိုက်သားတွေဆိုပြီးတော့ဘောမှာမြုံမြင့်လိုက်ရဲ့ဟောင်းတန်လောတန်တွေကိုကျွန်တော်နဲ့သူအဆုံးပါလိုက်ပါချီဆိုကိုကျွန်တော်တောင်းဆိုချင်ပါတယ်ကဲလက်စကိုဟုတ်နောက်တစ်ခုကကျွန်တော်တို့စကိုင်းမှာ နော်ဒီနေ့ကျွန်တော်တို့စကိုင်းတိုင်းဝန်ကြီးချုပ်ကြီးနဲ့လည်းကျွန်တော်တွေ့ရတယ်ကျွန်တော်တို့တွေ့ရတဲ့အကြောင်းတရားတွေဟာကျွန်တော်တို့ကဒီမုံရွာရဲ့ပေါ့နော် အခြေအနေအနေထားကိုသိကျင်တယ်သိကျင်တော့ကြတော့ကျွန်တော်တို့ကဟိုအဘာတိုင်းမှုကြီးကိုလည်းမေးတယ်နော်အဘာတိုင်းမှုကြီးကိုလည်းမေးတယ်အဲမုံရွာရဲ့အခြေအနေရအဲပြီးလို့ချင်းရင်မေးတယ်ဆိုတော့ကျွန်တော်တို့ကပြည်သူလူထုကိုပြန်လည်သိစေချင်တာပေါ့အဲဒီ2021ဖေဖော်ဝါရီလတရက်နေ့အခင်းချင်းကနေဒီဘက်ကိုဖြစ်လာတဲ့ဥစ္စာတွေကျွန်တော်တို့က ကျွန်တော်ဆိုတော့စပီကာပေါ့နော်စပီကာကဘမ်းမလိုက်တိုင်းစပီကာဘမ်းမလိုက်တဲ့စပီကာနော်စပီကာနောက်တော့ဟိုဟာဒီကိုကျော်စိုးတို့ကြတော့ဒါသတင်းမီဒီယာဖြစ်တယ်ညီမလေးသတင်းကကြတော့သူကတရားဝင်အစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ညီမလေးဖြစ်တယ်ပေါ့နော်အဲတာဝန်ထမ်းဆောင်နေတဲ့အဲ့ဒါပြောချင်တာကျွန်တော်ကတော့ဘမ်းမလိုက်တဲ့စပီကာဖြစ်တော့ကျွန်တော်သိချင်တယ်သိချင်တော့အမှန်တရားကိုလည်းခြားပြချင်တယ် အဲစိတ်ကကျွန်တော်ရင်ထဲနှလုံးသားထဲမှာအများတန်းကင်းရောက်နေတာဆိုတော့ကျွန်တော်တို့ဝန်ကြီးချုပ်နဲ့လည်းတွေ့တယ်ဝန်ကြီးချုပ်ရုံးကမ်းမှာသွားတွေ့တယ်ကျွန်တော်ရဲ့ကိုကျော်စိုးဦးရဲ့ညီမလေးသဇင်ဦးရဲ့ညီမလေးအမေရဲ့ပြီးရင်ကိုကျော်စိုးဦးရဲ့ဟောပေါ့နော်ကင်မရာမန်ပေါ့အညီလေးတွေအကုန်လုံးနဲ့သွားတွေ့တယ်စကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်ကလည်းတော်တော်ကိုနွေ့နွေ့ထွေးထွေးပဲအဲဆက်ဆံရှာပါတယ်ပေါ့နော်ဆက်ဆံတယ်အဲသိချင်တာတွေကိုပွင့်လင်းမြင်သာစွာမေးခွန်းရပါတယ်ဆိုတော့ကျွန်တော်တို့ဆိုရင်ပြောတာပါပဲ ဝန်ကြီးချုပ်ကအရင်တုန်းကမြောင်ခမ်းနှုတ်ဟန်တာဝီတို့ဒီကြံတာတို့ဒီကလေးတို့ပေါ့နော်အဲ့ဘက်ကံငေါ်ကလေးလမ်းပိုင်းမှာရွာဆက်နေပါရှိနော်အဲ့ရွာမှာအမျိုးသမီးလားစင်သုံးအမျိုးသမီးလားစင်သုံးတော်မှာသူကနော်ဟိုဟာလှုပ်ပေးတဲ့နော်နော်တကယ်သဘောထားမြင့်မြတ်တဲ့လူလိုပဲပြောရမှာပေါ့ဒါကတော့အဲ့တော့အဲအဲ့လိုလူတွေရှီရနေပြီးတော့မှတိုင်းပြည်နိုင်ငံအတွက်အဖိုးတန်တဲ့စကားမျိုးတွေဘာတွေဆက်လုပ်ပြီးဆက်လုပ်ဝယ်ရမလဲဆိုတာတွေကိုကျွန်တော်တို့က အပြည်သူလူထုကိုသိသိစေချင်တာနော်သိစေချင်တာအဲ့တော့စကိုင်းတိုင်းဝန်ကြီးချုပ်ကတော့အဲသူမုံရွာမှာပေါ့နော်သူဒီမုံရွာမှာသူသူပြောတယ်2021ရှစ်လပိုင်းလောက်မှာနေမယ်ပေါ့နော်သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာအခုမုံရွာမျိုးကအချို့သောလမ်းတွေလမ်းတွေမှာလာကြည့်ပါလမ်းကျို့လမ်းကြားတွေအားစနိုင်လုံကက်တရာတွေသူခင်ပေးထားတယ်အဲပြီးလို့ရှိလို့ရှိရင်ဒီကျွန်တော်တို့ဟိုကန်တာယာပေါ့နော်ကန်တာယာမှာဆိုရင် အမဟိုပြည်သူရင်ပြင်လိုဟာမျိုးတွေအဲအချိန်နေနဲ့အားကားတွေပါဒီနေ့ဆိုရင်လည်းကြည့်လိုက်ကျွန်တော်တို့ဘလုံးပွဲနော်အသက်16နှစ်အောက်ဖလားပေါ့နော်ဝင်ကြီးချုပ်ဖလားပေါ့ဝင်ကြီးချုပ်စကိုင်းတိုင်းဝင်ကြီးချုပ်ဖလားကိုပြောပါနော်ဝင်ကြီးချုပ်ရဲ့ဖလားအဲကျင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်တွားရောက်ခဲ့တယ်အဲကျွန်တော်တို့အသက်တရားမှာမကြောက်ပါဘူးတိုင်းပြည်မှာเนาะတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ကိုအစိတ်ကမိုင်းတိုက်နေတဲ့ဝါရမိုင်းတိုက်နေတဲ့ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်ဒီလိုမျိုးဒီလိုခွေးသစ်မီဒီယာတို့ပါတော့အချက်ကားပြီးပြောနေတဲ့အရာတွေကမြေပြင်မှာတကယ်မဟုတ်ဘူးဆိုတာကိုအသက်နဲ့ရင်ပြီးပြသခြင်းနဲ့စိတ်နဲ့ဒီမုံရောင်ကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်တယ်။နော်အဲ့တော့ကျွန်တော်တို့ကသွားတယ်။သွားတယ်သွားတော့အော်လိုင်းပေါ်မှာပြောနေတဲ့ဥစ္စာကမသိမုံရောင်မျိုးကြီးဟာ၆ကက်ပြီးတော့မှဘာမှမရှိတော့ဘဲနဲ့နော်။ဟိုလူသူမနေတော့ဘဲနဲ့ ဟိုရှိနေတဲ့မျိုးပြက်ကြီးမျိုးပြက်ကြီးတမျိုးလိုပေါ့ဗျာနောက်ဆုံးစင်းအဲ့လိုပဲပြောရမှာအဲ့လိုမျိုးပုံစံပြောတော့ကျွန်တော်တို့ကလည်းဟာစကိုင်းတိုင်းဆိုးရဖွဲ့ဟာဆိုးတာဘာလဲဆိုတော့ကျွန်တော်ကကြည့်နေတာကြည့်နေတော့ကျွန်တော်ရောက်တယ်ရောက်တဲ့ချိန်မှာကျွန်တော်လမ်းတွေလိုက်ကြည့်တယ်လမ်းတွေအားလုံးနိုင်တော့ကတ်တရခင်းထားတယ်အရင်တော့က PDF ကို အားပေးခဲ့တာဒီ NLD ဒေါ်စုကြည်ကိုအားပေးခဲ့တဲ့လူတွေပေါ့အဲအဲ့လိုလူတွေကအစနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့အဲဒီနတ်ဆက်ကအစိုးရကြီးရဲ့လက်အောက်မှာရှိနေတဲ့ ်စကိုင်းတိုင်းဝန်ကြီးချုပ်နဲ့စကိုင်းတိုင်းတိုင်းမူကြီးတို့ရဲ့စွမ်းဆောင်ရည်ကိုမြင်လာကြတယ်မြင်လာကြတယ်ကြိုးကြိုးလာကြတယ်ပြည်သူလူထုကတကူပဲရှိတာကဒီစကိုင်းမှာကပြန်ပေးဆွဲတဲ့အဖွဲ့ရှိတယ်အဲ့ဒီပြန်ပွေးပြန်ပေးဆွဲတဲ့အဖွဲ့ကြောင့်သူကနော်စကိုင်းမြို့မှာနေနေတဲ့တတိယတကြွေတွေကမနေနိုင်တော့ဘူးလုပ်ငန်းရှင်တွေကလုပ်ငန်းရှင်တွေကမနေနိုင်တော့ လုပ်ငန်းရှင်တွေကတခြားနေရာမှာသူတို့ပြန်ပြေးဆွဲမှလေပြန်ပြန်ပြေးဆွဲတာဘာလို့လဲဒါတိတာတစ်ချိန်လုံးကခမားတို့အားပေးခဲ့တဲ့ NLD တော်စုကိုထောက်ခံခဲ့တဲ့လက်သုံးချောင်းထောင်ခဲ့တဲ့လက်ရှိ PDF တွေအရပဲခမားတို့ပြန်ပြေးပြန်ဆွဲတာနော်ပြန်ပြေးပြန်ဆွဲတာပြီးလို့ရှိရင်တပတ်မှ PDF တွေသွားတဲ့လူကိုမူရစေဝါနဲ့ထိန်းထားတယ်ကောင်မလေးချောချောလာလာလေးတွေစကွန်16စကွန်20လေးတွေမိကောင်မအွယ်လေးတွေကိုဖမ်းဆီးခေါ်တောင်သွားတယ် ဒီ PDF တွေကိုဆေးပြားနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်အပျော်ပါနဲ့ထိန်းထားတယ်เนาะဒါ PDF NUG လောက် MOG လောက်ကအဖွဲ့တွေอ่ะเนาะဆေးပြားနဲ့မူရစ်ဆေးဝါးနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်ပြီးတော့ကြည့်လို့ချင်းရင်တို့ကအပျော်ပါတွေအတော်အစားတွေနဲ့ထိန်းထားတယ်အဲ့တော့ဒီကလေးတွေဘလို့မှယုံထွက်မနိုင်တော့ဘူးเนาะယုံထွက်မနိုင်တော့တို့ကစုပ်လဲစုစားလဲယူဖြစ်တယ်အခုကဲကျွန်တော်တို့မုံရွာမှာ နော်သွားနေတယ် PDF တွေပါမမိုးရွာမှာမသွားရဘူးပါညာကျွန်တော်စော်ဘုံအင်းလေဟိုမှာ PDF မီဒီယာကြော်ဆိုးဒီမှာညီမလေးသစဉ်ဦးလေအကုန်လုံးကတိုင်းသိပြည်သိ၃ရောင်လုံးဒီ၃ရောင်လုံးကမိုးရွာကိုရောက်နေတာမိုးရွာကိုကဲကြည်ုံဘလုံးခွေးထဲမှာပွဲကြည့်စင်တော့အထူးအထူးအိုဖိတ်ကြားချက်ရဲ့တယ်ဒီမဟုတ်ကိုကိုဘကူသွားတာသွားတာဒါဒါအကုန်လုံးသိတယ်ကျွန်တော်တို့ကျွန်တော်တို့ပြောတဲ့စကားတိုင်းကျွန်တော်လိပ်ပြလုံးလိမ်ညာမပြောတတ်ဘူးကိုဘကူသွားတာ တော့ကျွန်တော်တို့ကဒီကဟိုပေါ့နော်ဒီကျွန်တော်တို့မုံရရဲတိုင်းတက်ဖွဲ့မူကြီး CB เนาะ CB နဲ့ကျွန်တော်တို့တွေ့ဖို့ချင်းတယ်မုံရမျိုးမရဲစကန်နဲ့ကိုကျွန်တော်တို့ရောက်တယ်မောင်နှမသုံးအောင်လုံးเนาะရောက်တယ်အဲတွေ့တယ်အဲတရင်အချက်လက်တွေမှားနေတယ်ဒီမုံရနဲ့ပတ်သက်ပြီးရင်ပေါ့နော်အေဂျင့်နဲ့ဒါပေမဲ့ကျွန်တော်စွမ်းနာပြောဆိုပါအခုပြန်ပေးဆွဲတဲ့အဖွဲ့တွေကိုလည်းနမခတိုင်းမူကြီးနဲ့เนาะနမခတိုင်းမူကြီးနဲ့အရာရှိအချက်တွေဒီအားလုံးပူးပေါင်းပြီးတော့မှ เนาะเนมิရှင်းလင်းရေးတွေလုပ်တယ်အဲမသိကြအောင်ဆိုမဆိုမဲ့ဒီနေ့အောင်ပွဲတွေဆိုရင်ဒါဒါနာမကတိုင်းမူကြီးဆိုတာလက်ကီကောင်းတယ်လို့ပြောရမှာဒါကျွန်တော်သူအစေနာမန်နဲ့ထရာဗစီလော်ပလီအမှုဖဲပြည်တော်စုမြန်မာနိုင်ငံနိုင်ငံသားများမိဖများမင်္ဂလာပေါင်းနဲ့ခါချောင်းပြည့်စုံကြပါစေဆိုတော့ဒီနေ့ဒီ online media မှာတည်င်းဟိုးလေးတကြောကြောဖြစ်နေတဲ့ဒီဘေးရင်ကိစ္စပါเนาะ ိုးထင်းရွာအိစာတင်ကြောင်းကိစ္စကိုကျွန်တော်နိုင်ငံဆွေးနွေးသုံးသပ်တင်ပြခြင်းပါဟုတ်ပြီခဏလို့ပြောတော့ပေါင်900ဘုံနဲ့ပြစ်တယ်လို့ပြောတယ်ခဏတော့ NUG PDF ကခဏလို့တင်လာတဲ့ဗီဒီယိုဖိုင်တွေချက်လက်တွေကျွန်တော်တို့တိုက်ဆိုင်စစ်ဆီးတဲ့ချိန်မှာလွဲမားနေရတယ်ရှိတယ်ပေါင်900ဘုံတစ်လုံးဟာတကယ်လို့အဲ့ဒီအဆောက်အုံနဲ့ပြစ်ထားလိုက်မယ်ဆိုရင် အောက်မှာမြည်ချင်းဖြစ်သွားမှာရှိတယ်။နော်တကယ်ကလေးတွေကရှိရင်ကလေးတွေအကုန်လုံးကစားစီဖြစ်သွားမှာဖြစ်တယ်။အခုကြတော့မထင်မှတ်ထားတဲ့မမျော်လွင့်ထားတဲ့တဏှာဖြစ်ဖွယ်ရာအခင်းချင်းတွေတွေ့ရခင်ဗျားတို့စာအုပ်ဒီစာတန်းတွေဗျာခင်ဗျားစုပ်ပြတ်တာကုန်မှာပေါ့အကုန်လုံးပါလေအဲ့တော့ အဲ့ဒီမတိုင်ခင်တော့လည်းအဲ့ဒီဒီဘင်းဘက်က PDF တွေခင်ဗျားတို့စာတင်ကြောင်းနဲ့မှခင်ဗျားတို့ဘုံလုံးနေတာခင်ဗျားတို့အဲ့ဒါကြတော့ဘာလို့မပြောလဲအဲ့ဒီဆီယာမဒီကိစ္စကတုတ်တရလန်ထွက်နေတယ်အပေါ်ကြီးတော့ဒါအောက်ကပောက်ပွဲလို့ရောဖြစ်တယ်အပေါ်ကချလို့မဟုတ်ဘူးခင်ဗျားတို့လိန်တာတော်တော်များများလိန်နော်ခင်ဗျားတို့နိုင်ငံတကာမှာစာမျက်နှာမှာနိုင်ငံတကာစာမျက်နှာရောခင်ဗျားတို့အလှခံလို့မရတော့ဘူး နိုင်ငံကစာမျက်နှာမှာတန်တမာကြီးရှုံးနေလာရင်ခင်ဗျားတို့အမြဲတမ်းအဲ့ဒီကလေးတွေကိုထိုးကျွေးတယ်အဲ့ဒီပုံစံမျိုးလောက်တယ်ခဏခဏပဲနော်ကျွန်တော်ခရီးပြင်းနေတယ်မှလည်းကြုံခဲ့ရပြီးပြီ2022မှာကိုကျော်လွင်တို့ဟိုမှာဖလူဆိုရမ်းမှာဘီထူးတို့ကောင်တွေလောက်သွားတာမသိဘူးမထင်နဲ့ကော်လုံးခင်ဗျားတို့ဟာဒီအကုန်လုံးပေါ်နေပြီကျွန်တော်တို့မှလည်းကျွန်တော်ရဲ့ လက်လမ်းမိတဲ့အဆက်အသွယ်တွေနဲ့အားလုံးစုံစမ်းမိတာဘာလဲကဲကြော်မိုးထုံးလို့အခုစီဝေးတက်မယ်ဆိုရင်ခင်ဗျားအပုံစံမျိုးလောက်လာခင်ဗျားတို့ဗျာအလောက်တိတော့မယုံမှသိမ့်ဘူးဗျာပြည်သူပေါ့လေကလေးတွေပေါ့တကယ်မယုံမှသိမ့်ဘူးခင်ဗျားတို့တွေတော်လိုင်းရင်းနဲ့ယုံမှတာနဲ့ကတခြားစီပဲနော်တော်လိုင်းရင်းဆိုရလဲကျွန်တော်တို့လည်းလုပ်ခဲ့တာပဲဒါပေမဲ့ ကနေဒါနိုင်ငံရောက်ပြီးပညာတွေတင်ပြီးတည်သွားတဲ့အချိန်မှာကျွန်တော်ပြည်တော်စုပေါ်မှာဖြူစင်တန့်ရှင်တဲ့အမြင်နိုင်ငံရေးဖြူစင်တန့်ရှင်တဲ့အမြင်ကျွန်တော်တို့မှာရှိပြီးသားအခုကမဟုတ်ဘူးခင်ဗျားတို့ကပြည်တော်စုကြီးပေါ်တယ်အခုမှလည်းလက်တုံးချောင်းကောက်ထောင်ပြီးတော့ခင်ဗျားတို့တွေကလေးတွေရောဆရာတော်တန်ခါတွေအပေါ်မှာရောကိုဝင်ဆောင်မိခင်တွေရောចောင်းဆရာမတွေပေါ်မှာရောအကုန်လုံးရောက်မာနေရတော့ခင်ဗျားတို့ဒီကိစ္စကျွန်တော်တို့ ိမခံနိုင်ဘူးတော့ငါတို့အန်ယူဂျီကလူတွေလက်သုံးချောင်းတွေခမရတို့ကခမရတို့လက်သုံးချောင်းထောင်းကြည့်သွားထောင်းမို့ဘာလို့ကလေးတွေကိုအဲ့လိုလှုပ်လဲစာတင်ချောင်းတွေမှာခမရအခုခမရတို့ဝန်နေချောင်းဆိုတဲ့အလံကြီးက2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြတ်ထန်းထားတဲ့ဝါစိမ့်နီလေအဲ့အလံကြီးကိုတင်တာဒါဆိုရင်ကျွန်တော်တို့ နာဇကတုံးတဲ့အလံကြီးပဲလေနာဇကကလည်းဖွဲ့စည်းပုံခြေကဥပ္ပိမရှိတဲ့အလံကြီးအဲ့တော့ဘာလို့ယူသုံးတာပြောတော့2008ပြက်ပြီဆိုနော်ဒီမှာကြည့်လူလိုသိရင်ဓမ္မနဲ့အာရမအောင်အမြဲတမ်းခွဲတတ်ဓမ္မနဲ့အာရမအောင်ခွဲတယ်ဆိုတာ every day every single day at today လို့ခေါ်တယ်နေ့စဉ်နေ့စဉ်သုံးသပ်နေရတယ်ဘသူကဘလို့ ဓမ္မတရားလဲဘ누구ဘလို့အတ္တဓမ္မလဲဘ누구ကနော်ကျင့်သုံးတဲ့ကိုကျင့်တရားပြည့်စည်လဲဆိုတာနေ့စဉ်နေ့တိုင်းမှာသုံးသက်ပြီးမှသာလင်းသွားတယ်နိုင်ငံကြီးစီးပွားရေးလူမှုရေးနေပေအတီးတီးယနေ့အဲ့ဒါကိုသုံးသက်ရတယ်ညံလေးအုံနောက်လေးနဲ့ရှင်စင်းစားပြီးတော့ကြည်ပါနော်ခင်ဗျားတို့ရဲ့ ဘလူရီအမြင်နေလဲလည်းမသိဘူးကိုကတော့နိုင်ငံသားမှနေကြတာတော်တော်များတယ်ပြီးရင်ဟာစစ်တပ်မကောင်းစစ်တပ်မကောင်းစစ်တပ်ကဟောကိုလောက်တာကြတော့လည်းကောင်းတာအေးစစ်တပ်ကမကောင်းဘူးဆိုရင်စစ်တပ်တဲ့ကောင်းအောင်ခမားတို့ပို့လို့ရမယ်အတူတိတ်เนาะနေ့စဉ်နေ့ရက်တိုင်းမှာနာရီတိုင်းမှာစက္ကန့်တိုင်းမှာမိနစ်ပိုင်းမှာစစ်တပ်တဲ့ကောင်းအောင်ပို့ကြိုးစားကြ အဲ့ဒါဆိုရင်ခမားတို့ယုံမယ်နော်အဲ့ဒီလိုမျိုးပေါ်ပူလာဖြစ်အောင် ကလေးတွေကိုထိုးကျွေးဟိုကိုဝင်ဆောင်မိခင်တွေကိုထိုးကျွေးရဟန်းတော်တန်ဃာတို့တတ်ဖြတ်နေတယ်ခမားတို့ဘယ်သူမှလက်ခံမှာမဟုတ်ဘူးအန်ယူဂျီနဲ့ငမိုက်သားတအုပ်စုကလားရေနော်ဆိုတော့ဒီနေ့ညီကိုပေါင်းမမကျွန်တော်လည်းစိတ်မကောင်းဘူးကလေးတွေအဲ့လိုဖြစ်တော့တာဒီအန်ယူဂျီနဲ့ကလားတွေရဲ့နိုင်ငံရေးလက်ကွက်အောက်မှာ ကလားနိုင်ငံကြီးလက်အောက်မှာမြန်မာတနိုင်ငံလုံးမှာရှိတဲ့ညူဆက်တက်နော်နာဂတ်လူငယ်တွေဘဝခြေမုံခံလိုက်ရတာကျွန်တော်ရင်ထဲမှာအခုထိအောက်အင်းနစ်နာနေတယ်ဆိုတာကိုကျွန်တော်ဒီနေ့ကနေတင်ဆက်ရင်ကဲကလေးတွေရောညီငယ်ညီမတွေရောအားလုံးဒီအဖြစ်ဖြစ်ကြီးတွေစိတ်မကောင်းပါဘူးကျွန်တော်အနာဂတ်သက်စီကြော်လွားနိုင်ဖို့ကျွန်တော်တို့ တူတကွကြိုးစားကြပါစို့လို့မင်္ဂလာအပေါင်းနဲ့တူခါညောင်းကာရဝါပြည်နှုတ်ဆက်ပါတယ်ခင်ဗျာမိဘပြည်သူများကိုယ်စိတ်နှလုံးချမ်းမြေ့ချမ်းသာအင်းအားခွန်အားနဲ့ပြည့်စုံပါစေတပင်းရင်မတပင်းရင်ကအာအိုထင်းခွင်းရောအိုထင်းခွင်းရောဘုံကျဲခံရပါလဲဆိုပြီးတော့ဒီကျွန်တော်တို့ မီဒီယာတွေမှာ online ပေါ်မှာပြန့်နှံ့နေတွေ့ရလိမ့်မယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်အဓိကပြောချင်ပါတယ်ခင်ဗျအဲသူတို့တင်တဲ့သတင်းတွေပေါ့เนาะအကောင်လုံးကိုကြည့်ရတာတကယ်ကိုစိတ်မကောင်းစရာပါကလေးလေးတွေရောပဲเนาะကလေးတငယ်တွေကအစာထိတယ်ပြီးတော့အဲ့ဒီမှာစစ်စင်းနေတဲ့သူတွေတွေ့ပါတယ်ဒီမှာစိတ်ဝတ်ဆောင်လည်းပါပါတယ်တချို့ဆိုရှင်အဲ့တော့တော်တော်လေးကိုစိတ်မကောင်းစရာဖြစ်ရမျိုးဖြစ်တယ်အဲ့တော့ဒီကိစ္စကိုကျွန်တော်တို့ င်းပြင်းထန်ထန်เนาะဟိုရှုံချပါလဲမကြိုက်ပါဘူးเนาะအဲ့တော့ပြည်သူတွေထိခိုက်နေနာရတယ်စိတ်မကောင်းတကယ်ဖြစ်ရပါတယ်เนาะအဲသာသမီချင်းနဲ့ကိုချင်းစာမိတယ်ဟလာမိသားစုချင်းနဲ့ကိုချင်းစာမိတယ်အမေဖေချင်းနဲ့ကိုချင်းစာမိပါတယ်ညီကိုမောင်နှမချင်းနဲ့ကိုချင်းစာမိပါတယ်အဲ့တော့ပြည်သူတွေဒါမျိုးဂျုံရတာဒါမျိုးခံစားရတာလေပွားတွေကလွတ်စေချင်ပါပြီเนาะလွတ်စေချင်ဖို့အတွက်က ကောင်းဆုံးအကောင်းဆုံးနိလန်းနေနဲ့နိုင်ငံရေးကိုဖြည့်ရှင်းရမယ်အစားအဲဒါမျိုးဒါမျိုးနိုင်ငံယူနေတာတွေဟလာအာအစိုးရယူနေတာတွေအောက်စုခွဲပြီးအဖွဲ့ခွဲယူနေတာတွေဒီယူတဲ့စိတ်ဓာတ်တွေပြင်မရတော့မယ်ဘုလရှိအပြောဝင်ရဆိုလို့ရှိရင်တော့သူတို့ဘက်ကတင်တဲ့သတင်းတွေရဆိုလို့ရှိမို့နော်စစ်တပ်ကလေးနဲ့ကျဲသွားတယ်ကိုရတဲ့ဒီဘုခေါ်မဆိုလို့ရှိရင် ပုံကွဲတဲ့ပုံစံအားလည်းနှစ်ဆင့်ကွဲတယ်လို့ပြောလို့ပေါ့နော်အဲ့လိုမျိုးပြောနေရရှိတယ်မင်္ဂလာပါမင်္ဂလာပါအားလုံးညီကောင်မတွေအားလုံးမင်္ဂလာပါနော်အဲ့တော့တော်တော်လေးစိတ်မကောင်းစရာပါနော်အဲ့တော့ပြောမယ့်စကားတော့မဆွအပါရယ်တော့ကဟိုတို့ခေါင်းနဲ့ကျွန်တော်တို့ဒီကရှိဒါမျိုးတွေပဲဆက်ဖြစ်နေမှာ တော့မလွဲပါဘူးဒီဘာကြောင့်လဲဆိုရှင်တစ်ဖက်ကလည်းခုချိန်မှာက survival survival game နဲ့ခေါ်မှာနော် survival ဆိုတာကြံရှိအသက်ရှင်နေထိုင်မှုတော့ကဘာမီးလောင်တားကောင်ချနေရမယ်အခြေအနေမျိုးထိကိုကြုံနေအောင်လုံးနှစ်ဖက်ဖန်တီးနေကြရတွေ့ရတယ်နော်အဲ့တော့အဓိကဖန်တီးတာကခင်ဗျားတို့ဒီခင်ဗျားတို့ရဲ့ဒေါသတွေအဲခင်ဗျားတို့ရဲ့အစိုးရယူနေတာတွေနော်အဲ့ဒီအတ္တတွေကိုလည်းမလျှော့နိုင်ဘူးကာလပတ်လုံးကတော့ ပြည်သူတွေကကြားထဲကနေပြီးတော့ပေးဆက်နေအောင်ပါပဲပြည်သူအခမ်းအနားကလုံးဝပျောက်သွားပြီပြည်သူတွေငါတို့ဘက်ပါပါတယ်လို့ပြည်သူတွေဟိုဘက်ပါပါတယ်ဒီဘက်ပါပါတယ်ဆိုတော့မရှိတော့ဘူးပြည်သူဆိုတာကနေဆက်ရဓာတ်ကိုကြောက်နေရတယ်ပြည်သူဘဝရောက်သွားပြီเนาะမြန်မာနိုင်ငံမှာပြည်သူအခမ်းအနားကလုံးဝပျက်စီးသွားပြီပြည်သူအခမ်းအနားပျက်စီးခြင်းဟာကျွန်တော်တို့နိုင်ငံရေးတည်ခြင်းပဲပြည်သူဟာနိုင်ငံရေးပဲအခုတော့ခင်ဗျားတို့ကပြည်သူတွေက ပဲ့ထွက်လာတော့အစွန်းရောက်တယ်လက်နက်ကင်ပြီးတော့တူတူပေါ့နော်အနိုင်ရလုံမှုနဲ့စူးစမ်းမှုကြားထဲမှာပြည်သူတွေမြေစာပင်ဖြစ်နေရပါတယ်ခင်ဗျာနော်မင်္ဂလာပါခင်ဗျာဖားကန်းကအားပေးနေမှာဟုတ်ကဲ့ပါခင်ဗျာဦးထွန်းလင်းနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့အဲဒါမဲ့တော့ဒီဖက်ကပေါ့နော်ဒီတက်မလို့ဘက်ကလည်းညင်းဆိုထားတာရှိရယ်နော်ညင်းဆိုတာဆိုတာဒီကိစ္စဟာသူတို့ ဒီကြောင့်တိုက်ခိုက်မှုတွေမရှိရပါဘူးဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအချက်လက်တွေတည်တည်ကြပ်ကြပ်ထောက်ပြတာတွေတွေ့ရတယ်။ဘလို့ပဲဖြစ်ဖြစ်ပါမပြေတော့ကံရရှိဖို့ပဲเนาะအဲစစ်တပ်အနေနဲ့ကလည်းသူကအဓိကလေကြောင်းကိုအဓိကအားကိုးနေရတဲ့အတိုင်းအတာမျိုးတွေမှာကြာတော့မပြေတော့ကံရရှိလုခဲ့ဒီစစ်တပ်ဒီလေရင်နဲ့တိုက်ခိုက်ခဲ့တယ်မတိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ဆက်လက်ညင်းပွားနေရမယ့်ကိစ္စမျိုးဖြစ်ပေမဲ့အခုချိန်မှာ အခုချိန်မှာတစ်ဖက်ကပြောထားတဲ့သတင်းတွေရဆိုလို့ရှိရင်တော့စိတ်မကောင်းစရာပေါ့စစ်တပ်ကတော့သူတို့မလုပ်ပါဘူးသူတို့မလုပ်တဲ့အတွက်ကြောင့်မို့လို့အဲထောက်ပြထားတာရောရှိရောဗျာနော်အလိမ့်ညာလိမ့်ညာတွေပါတဲ့ဘုံကျဲတာမဟုတ်ပါဘူးတဲ့အဲ့ပေါ့ဘုံကျဲတာမဟုတ်ပါဘူးဆိုတော့လေဒါကတော့ဟိုကျွန်တော်တို့အနေနဲ့ဒီလောလလပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းမြေပြင်မှာမရှိပါဘူးမြေပြင်မှာမရှိတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ရဲ့သတင်းတွေအားလုံးကိုကျွန်တော်ဖတ်ပါတယ်ဖတ်ပြီးတော့ တတ်ကနေပြီးတော့ပြန်လဲခြေပထားတာတွေအားလုံးလည်းကျွန်တော်တွေ့ပါတယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာနော်အမ်ကလေးတငယ်တွေတည်ရတယ်ဒါမျိုးဘုံကျဲမှုတွေရှိတယ်ဆိုတော့ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်ဗောနော်ဘုံကျဲတာမဟုတ်ပါဘူးလေနော်ဘုံကျဲတာမဟုတ်ပါဘူးဘုံကျဲတာနေရသည်ចောင်းစိမ့်နဲ့បာလောက်တာလဲအေးပေါ့နေရသည်မှာចောင်းစိမ့်နဲ့បာလောက်တာဆိုတော့လဲဒါကမင်းញ៉ាំစရာမင်းကုန်တစ်ခုဖြစ်ပါတယ်နော် လွယ်အိတ်တွေကဘာလို့အကောင်တိုင်းရှိနေတာလဲဘလို့อืมဒါလည်းဟုတ်ပါတယ်ထောက်ပြရလေးတွေ့ရပါတယ်เนาะလွယ်အိတ်တွေအကောင်တိုင်းရှိနေတာလေးနေရာဒီចောင်းចောင်းပိတ်ရမှာចောင်းတက်နေရလေးเนาะနောက်တစ်ခုသူတို့ဘက်ကနေတက်လာတဲ့ပုံတွေကเนาะဟိုဒီဘက်ကနေပြောဘောเนาะတက်မလို့ဘက်ကဆက်လက်ပြီးတက်လာတဲ့ပုံတွေရဆိုလို့ရှိရင်စာတင်ចောင်းနေမှာ လက်ပြပုံတွေဒီကျွန်တော်တို့ဟို PVC pipe တွေနဲ့ဘုံတွေလုံနေရတယ်ဒါရက်တွေ့ပါတယ် တော့ဒီကိစ္စကကျွန်တော်တို့ကတစ်ဖက်ရဲ့သတင်းပေါ့နော်ဒီဒီပေါ့ဒေါ်လာရေးအားပေးသူပေါ့နော်စစ်သေးကြအားပေးသူမီဒီယာသတင်းတွေဖတ်ပြီးကျွန်တော်တို့ကြေကွဲရပါတယ်တကယ်ရင်ကွဲရပါတယ်ဒါမဲ့လည်းတပ်ဘက်ကပြန်လဲထောက်ပြတာတွေကြည့်တဲ့ခါကျတော့လည်းထဲသွင်းစဉ်းစားပြရမယ့်အတိုင်းတာတွေဖြစ်တယ်ပေါ့နော်ပတိထောက်ထားတွေကတော့တမိုင်းမှာဖြောက်ဖြက်လို့မရတော့ဘူးလေကိုမောင်တော့အရာဒီတိုင်းချင်နေလဲပြောပါမယ်เนาะကျွန်တော်ဒီနေ့ live ပြောင်း live ပြောတာပါကျွန်တော် ုတ်တံပြောတာမဟုတ်ပါဘူးเนาะအဲ့တော့ဘယ်လိုပဲဖြစ်ပါအဲ့လိုမျိုးဒီကြောင့်တိုက်ခိုက်မှုကအရင်ကလည်းရှိခဲ့တာပဲလीเนาะအခုလည်းဒါကရှိမရှိဆိုတာကတော့မပြေသောကံရရှိ တက်မလို့အနေနဲ့လည်းဒါအရင်ကနံပါတ်၁ချက်တက်မလို့ဘက်ကလေကြောင်းတိုက်ခိုက်မှုကိုပဲအဓိကအားကိုးရတစ်ခုဖြစ်တယ်နောက်တစ်ခုကအမ်မကြာခဏဆိုလို့ဒီတပုံပြတ်မှတ်တွေကိုလေရင်နဲ့ပဲတိုက်တယ်ပေါ့နော်ဒီနဲ့ အရေးယူတာရှိတယ်အခုဒီကိစ္စမှာဖြစ်နိုင်မှဖြစ်နိုင်ဆိုရာတိုင်းတော့အဖြစ်တော့50 50ဆိုပေမဲ့မပြေသောကံရရှိကျွန်တော်တို့ကစစ်တပ်ပဲတကယ်လုပ်လိုက်ပြီလားဆိုတဲ့ပုံစံမျိုးတွေထိစိတ်မကောင်းဖြစ်ရတယ်ဘောပြီ